ဖေမြင့်နှလုံးသားအာဟာရနော်ဖေဖေနော်စမ်းတော်စမ်းသည် ကို့ဘောမှာတမို့ထားရသောအရာတွေပြတ်သုံးပြောက်ွယ်ပြီးတကိုယ်ရေကြည်ကဲကြံရည်သည့်အခါမျိုးမှာကျွန်တော်တို့ငြင်းရောင်တတ်နာမိသောအရာတွေသည်ထူးခြားလာပါသည်နှစ်ပေါင်းများစွာ စီပကိန်းချဆောင်ရွက်လာခဲ့သည့်အရာများမြစ်တာတွေမျောလင်းချက်တွေဖြင့်အားထုတ်ကြိုးပမ်းခဲ့သည်များစသည့် ကြီးကျယ်သောကိစ္စကြီးတွေကျွန်တော်တို့အမှတ်မရတည်တည်မမဟုထင်ရသော အရာတွေတစ်ချိန်ကဂိယုမထားမိခဲ့သည့်ဖြည့်ရကလေးတွေက ရုတ်တရက်အမှတ်တရက်ဖြစ်လာသည်မိမိလက်ကိုအตาရဆုပ်ကင်သွားတာလေအဲ့ဒီတုန်းကအလုံးများနေသဖြင့်အမှတ်တမဲ့နေလိုက်မိသည်မိမိအားမျောလင့်အားထားတဲ့နေ့ကြောသောဇကာတခုံအဲ့ဒီတုန်းကဂိယုတစိုက် နမ်ထောင်လိုက်မိတာစတာလေးတွေဒီသဘောကိုလောလောဆယ်ဂျွန်ကာမိုရီတွေ့ရှိနေရသည်အင်္ဂါနေ့နေ့လယ်ပိုင်းအချိန်သူ့အိတ်ကန်ပရင်းမှလှမ်းမြော်ကြည့်လေအပြင်မှလူတွေပေါ့ပေါ့ပပတော်လာလှုပ်ရှားနေကြတာမြင်ရသည့်အချိန်သူကဆုံးရှုံးသွားခဲ့ပြီဖြစ်သည်အလွန်အရေးကြီးသောအရာတွေအကြောင်းခေါင်းထဲထည့်ရန်စူးစမ်းနေသည်မျော်လင့်ချက်တွေ ချစ်ချင်းမေတ္တာတွေဖြင့်နှစ်ပေါင်းများစွာချမှတ်လာခဲ့သည့်စီမံကိန်းများသို့တော့ဘလောက်ကြိုးစားတော်လဲအဲ့ဒီအရာတွေကခေါင်းထဲတွေပြပင်းပြပင်းထင်မလားသူတို့စီမှာအယုံစည်းစိုက်ရမရသူ့အယုံထဲ၌အဲ့ဒီအရာတွေသည် ကြီးမကြံဝန်းသလားပိတာချင်းမရှိသည့်နောက်ခံကားတစ်ချက်တစ်ဖွဲရှိနေသည်လောလောဆယ်သူထူးထူးခြားခြားအမှတ်ရနေသည်က တည်တည်မမွားအရာတခု သူထရှိခဲ့သည့်ကြီးမားသောမြတ်တာနှစ်ပေါင်းများစွာက သူရည်စူးလာခဲ့သည့်သူအစီစဉ်များ သူပြင်ဆင်ထရှိခဲ့မှုများနှင့်နှိုင်းကြကဘာမှ ပြောပတ်လို့စရာမရှိသည့်အရေးကိစ္စလေးတခုအဲ့ဒါကစကားလေးတစ်ခုဖြစ်သည်လွန်ခဲ့သောရသက်နှစ်ပတ်သို့မဟုတ် သုံးပတ်လောက်က တခုသောညချမ်းမှာတမင်းငယ်လေးသူအားပြောခဲ့သည့်စကား ဒါဒီလဲစဉ်းစားကြည့်မည်ဆိုရင်ထူးခြားလွန်းလွန်းသည်မဟုတ် ခလေးကပြောတတ်သည့်စကားတစ်ခုပဲဖြစ်သည်ခလေးတွေပြောတတ်သည့်စကားလေးတစ်ခုပဲဖြစ်သည် သို့တော့ယခုတော့အဲ့ဒီစကားလေးသည် သူ့နားထဲကမထွက်နိုင်အဲ့ဒီညကြမှသူကအစုရှယ်ယာရှင်များတို့တင်ပြရင်နှစ်ပတ်လည်အစီရင်ခံစာမူကြမ်းကို ရုံးမအိမ်သို့ယူလာခဲ့မိသည်ဒီအစီရင်ခံစာကအလွန်ကြီးကြီးသည် ူ၏အနာဂတ်ဒီ၎င်းဇနီးတန်နှင့်သမီးငယ်လေးတို့၏အနာဂတ်ဒီ၎င်းဒီကုမ္ပဏီပေါ်တွင် အများကြီးမူတည်နေရာဒီကိစ္စကိုသူအထူးပြုဆိုင်ဖို့လိုနေသည်ထို့ကြောင့်ညသာမစားမီ အစီရင်ခံစာကိုတစ်ချိန်ပြန်ဖက်ရင်သူထိုင်သည်ဒီစာ၌အမှားရင်အပြည့်နာစာတစ်ခုမှပါ၍မဖြစ်စာတမျက်နှာလှန်ယုံရှိသည် သမီးလေးမတ်ရောက်လာသည်ကျိုင်းကြားမှာစာအုပ်တအုပ်ညက်လျက် အဖုံးကအစိမ်းရောင်ဒီပေါ်မှာပုံမြင်ဇလံတေးဥဖို့ပုံလေးကတ်ထားသည်ဖေဖေဟောဒီမှာသမီးကဆိုသည်သူလှဲ့ကြည့်သည်အော်စောက်တကလေးလားလှရယ်နော်ဟုတ်တယ်ဖေ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 သမီးကိုဒီထဲကပုံမြင်တပုတ်လောက်ဖတ်ပြမလိုက်ခဏနေဦးသမီးရယ်အဖေမအားသည်ဒီလိုပြောပြီးအစိမ်းရင်ခံစားကိုသူဆက်ဖက်နေသည်မကအနားမှာဆက်ရွေရက်နေသည် အလုံယုံ၌အစာထိုးတက်ဆင်သည်ဆက်ရန္နာအသည့်အချို့နှင့်ဆက်လင်း၍အစုရှယ်ယာရှင်များအားရှင်းလင်းတင်မြှောက်သည့်အပိုက်ကိုဖတ်နေစဉ်မအတန်လီမဝွင့်တဝွင့်ထွက်လာပြန်သည်မေမေကပြောတော့ဖေဖေဖတ်ချင်ဖတ်ပြမှာတဲ့အဖေအားမျောလင်းအားထားသောအတန်လီဖြင့်သူပြောနေခြင်းဖြစ်သည်သူကလက်နှိမ့်ဆက်ရိုက်ထားသည့်စက္ကူထက်ပေါ်မှကြော်၍ကြည်သည် အဖေမအားလို့နော်တမီမမေကိုပြောပါလားမမေဖျက်ပြလိမ့်မပေါ့ဖေဖေအလုံးများနေလို့နော်ဟုတ်လားဟင်းအင်းဖေဖေမအတန်ကလေးတန်ပြပြနေပြီးညင်းဆန်နေသည်မမေကအပေါ်တက်မှာပိုလို့တော့အလုံးများနေသေးတယ်ဖေဖေတမီကိုဒီတပုတ်လေးတည်းပဲဖျက်ပြနော်ဟောဒီမှာကြည့်ပုံလေးနဲ့ကြည်စမ်းပုံလေးကလှတယ်နော်ဖေဖေဟာဟုတ်တယ်တိတ်လာတာပဲပုံလေးကပြန်စားပဲနော်တမီး ဒါပေမဲ့ဖေဖေဒီညအလုပ်လုပ်စရာတွေရှိသေးတယ်။နောက်တော့မှအဲ့ဒီနောက်အတော်ကြီးကြာအောင်တိတ်ဆိတ်ငြိမ်သက်နေသည်။မောက်ဘာမှမပြောစာအုပ်ကိုသာအဲ့ဒီပုံလွှတ်လာလေးပါသည့်စာမျက်နှာမှာ ဖွင့်လှစ်သားကန်၍ရက်နေသည်။ကမ္မိုရီနောက်ထပ်စာနှစ်မျက်နှာလောက်ဆက်လှန်ဖြစ်သည်။ပြီးခဲ့သည့်၁၂လအတွင်းဈေးကွက်တွေရွှေ့ပြောင်းဖြစ်ပေါ်ပုံများ ရင်းကြောက်ဖြစ်သည့်ပြဿနာများကိုဖြေရှင်းရန်အယောင်ဌာနကချမှတ်ခဲ့သည့်လုပ်ငန်းအစီအစဉ်မိမိတို့၏ကုမ္ပဏီများဈေးကွက်တွင်ထိမ့်သိမ်းနိုင်ရေးပို၍အယောင်တက်လာရေးအတွက်ရသက်ရက်ပတ်များစွာမျက်နှာစုံကြီးဆွေးနွေးညှိနှိုင်းပြီးချမှတ်ခဲ့သည့်ကြော်ညာအစီအစဉ်စသည်တို့အကြောင်းသူညွှန်ကြားသည့်အတိုင်းအသေးစိတ်ရှင်းလင်းတင်ပြထားသည်ကိုစစ်စစ်ဆက်ဆက်ဖတ်ကြည့်နေသည်ဖေဖေပုံလေးကလည်းလှတယ် ပုံမြင်ကလည်းတိတ်နားထောင်လို့ကောင်းပါဖေဖေရမော့ကဆိုပြန်သည်ဟုတ်ပါရဲ့อืมနောက်တော့မှသမီးရဲ့အခုသွားတော့နော်ဖေဖေကြီးကြီးရင်ကြိုက်ပါဖေဖေရဲ့အင်းကြိုက်မှာပါဒါပေမဲ့နောက်မှနော်ဟွန်းဒါဆိုလဲနောက်မှဖက်ပြနော်နော်ဖေဖေနော်နောက်ကြတော့ဖက်ပြနော်ဖက်ပြမှာပေါ့ဖက်မှာပေါ့စိတ်ချသမီးတို့တော့မထမသွားပါ အဲ့ဒီနားမှာညင်ညင်လေးပဲရက်နေတယ်။အတော်ကြီးကြတော့မှစာအုပ်ကို သူ့ဘေချောင်နာကခွေးရှိလေးပေါ်တင်ပေးပြီးသူကဆိုတယ်။ဖေဖေအလုပ်အားတဲ့အခါကျတော့ဖေဖေဘာသာဖတ်ကြည့်နော်။ကိုဘသာကိုပဲဖတ်နော်။ဖေဖေဖတ်ကြည့်တဲ့အခါသာသမီးလက်ကြားရအောင်ကြက်ကြက်လေးဖတ်ပြီးနော်။စစ်ချနော်သမီးစစ်ချနောက်တော့မှယခုကျွန်ကာရီမိုအမတ်ရနေတာအဲ့ဒါလေးပဲဖြစ်သည် လာမည့်နှစ်များမှာချစ်သမီးလေးအတွက်ဘာတွေလုပ်ကင်ပေးမည်ဟုကြံစီစိတ်ကူးထားသည့်အစီအစဉ်များမဟုတ်သူအမှန်ရနေတာကလိမ်မာကြီးရရှိလာသောသမီးငယ်လေးအဲ့ဒီနေ့ကအပြူမူလေးများပဲဖြစ်တယ်အဖေလက်ကိုသူ့လက်ချောင်းလေးတွေနဲ့မရေဒီရဲ့ကန်ကတူတူရှူရှူလေးပြောသွားသည်ကို့ဘာသာကိုပဲဖတ်နော်ဖေဖေဖက်ကြည့်တဲ့အခါသာသမီးလေးကြားရအောင်ကြက်ကြက်လေးဖတ်ပြီးနော်တဲ့ ဒါကြောင့်လဲယခုတော့အခန်းတော်စပွဲလေးပေါ်ကစာအုပ်ကို သူသွားကင်မိခြင်းဖြစ်သည်တက်မီလေးစော့ကစားပြီးဟိုးဒီဒီချရခဲ့တဲ့ကစားစရာပစ္စည်းချို့ကို သူတို့ကောက်စုကဒီစပွဲပေါ်တင်ထားခဲ့ကြသည်စာအုပ်ကအရင်ကလို အသိမဟုတ်တော့အစိမ်းရောင်ကတ်ထူဖုံးကပဲ့ချင်ရွေးချင်နေပြီအတွေးစကူတွေလဲလှန်ထားသဖြင့်တွန့်နေသည် သူကပုံလှလှလွေရှိသည့်စာမျက်နှာကိုလှမ်းသည် ပုံမြင်ကိုသူဖတ်သည်ရင်ထဲမှာကြည်ခွဲစွန့်နှစ်နေသဖြင့်စကလုံးတွင်ပြီးသားအောင်ဖတ်ယူမိရနှုတ်ခမ်းတွေကမလှုပ်ရှားခြင်းအရေးကြီးသည့်ကိစ္စတွေစဉ်းစားရမည့်အကြောင်းတွေသူမစဉ်းစားတော့အလီမထားတော့လာမည့်နှစ်များစွာအတွက်သူကြိုတင်မျှော်မှန်းကအသေးစိတ်စီစဉ်ပြင်ဆင်ခဲ့တာတွေလည်းသူမတွေးတော့ ဒီအခိုက်အထန်အဖို့မူလမ်းနဲ့ဒရယ်ချမ်းပေါင်းဝင်ခဲ့သည်အရေမူသမားကောင်းမောင်းသူလူရန်ကားကြောင့်ကျွန်တွက်ခဲ့ရသည်တုံလောက်ချောက်ကြပွဲအဖြစ်ဆိုးကိုပင်သူအမှတ်မရတော့လူသိမှုဖြင့်ဖန်စီကအချင်းတောင်တွင်ရောက်နေပြီဖြစ်သည့်၎င်းလူစုဘောထမေးသည့်သူဤဒေါသများခါခါတီတီမုံတီးမှုများသည်လဲပဲစီရောက်လေသည်မသိစင်စစ်တကားဘောမှာတိတ်ဆိတ်စွာရင့်နေသည့်ဇနီးတွေကိုပင် သူမမြင်မီ မြို့သမီးကမော့ကလင်းနှင့်နောက်ဆုံးတွေ့ဆုံရန်အတွက်အဝတ်အစားလဲထားပြီးဖြစ်သည်အမျိုးသမီးမျက်နာကဖြူပက်ဖြူရောသို့သောအတမတော်စူးစားထိန်ပြီးခင်မိုးလေအားလန့်ပြော့သည် မောင်ကျမအစင်သည်ဖြစ်ပြီးသွားကြစို့ခင်မိုးတဲ့ကစာဖတ်နေသည်တခါတော့ကတောနေကြီးတခုတည်းကသခုတ်တက်ကလေးတစ်လုံးမှာမိမချော်လီတယောက်နေတယ် ူလေးရဲ့ရုပ်တင်ကချော်မော်လွန်းလို့ငါကလေးတွေတောင်တိဆူဖို့မေ့ပြီးသူ့ကိုပဲတကိုင်းနေပေါ်ကငေးကြည့်နေမိတတ်တယ်။တနေ့မှာတော့သူကသူ့ဘာသာတကူတည်းဖက်နေချင်းဖြစ်သည်။သို့တော့မကလေးကြားရအောင်ခက်ကြဲကြဲဖက်ပေးနေသည်။သို့တော့သူတကယ်ကြားရရှာမီလားမသိဘူး။